းနဲ့ပွဲမှာတော့မန်စီးတီးကလီဗာပူးကိုပါဝါဂိမ်းဘယ်လိုကစားရလဲဆိုတော့ပျောက်သွားခဲ့တဲ့ပွဲအခုနယူကာဆယ်ကလည်းသူ့အိမ်ကမန်စီးတီးကိုပါဝါဂိမ်းကစားပြလိမ့်မယ်ဒါပေမဲ့နယူကာဆယ်ပါဝါဂိမ်းနဲ့ကျွန်တော်တို့ဘောတီးကမန်စီးတီးရဲ့ပါဝါဂိမ်းနဲ့မတူတာနယူကာဆယ်ပါဝါဂိမ်းကပုံမှားတယ် လူကဆရာလူချတဲ့အနေအထားမျိုးမှာလည်းလူချလိုက်ပါပဲအဲ့တော့ဘယ်လိုမျိုးလဲဆိုတော့ तू ကသူ့ရဲ့အင်ကွင်းမှာဆိုတော့ကျွန်တော်လုံနိုင်စွမ်းရှိတဲ့အသင်းဆိုတော့ကျွန်တော်တွေ့ရတယ်ဘယ်အသင်းတွေကိုရှုံးတာလဲ Liverpool Barcelona Arsenal အဲ့တော့ဘယ်လိုမျိုးလဲဆိုတော့သူ့ထက်ပိုမြင့်တဲ့အသင်းဆိုရင်တော့အင်ကွင်းမှာရှုံးတယ်ဆိုတဲ့အချက်တစ်ခုကိုကျွန်တော်သွားတွေ့ရတယ်အခုဒါဆိုလို့ရှိရင် Man City နဲ့ပွဲကသူ့ထက်ပိုမြင့်တဲ့အသင်းနဲ့သူကန်ရမယ်ပွဲဒါဆိုလို့ရှိရင်အရှိမ၃ပွဲဆက်တိုက်ရှုံးထားတဲ့ Newcastle ကဒီအင်ကွင်းပွဲမှာသူ့ထက် ပို့ပြီးတော့မြင့်တဲ့ Mercedes ကိုအရင်ပွဲတွေကထက်ပို့ပြီးတော့တင်ကန်လာနိုင်တယ်ဆိုတဲ့အချက်ရှိတယ်။ကျွန်တော်တို့ဒီအချက်ကိုဒီပွဲမှာမဖြစ်မနေထည့်ပြီးတော့စဉ်းစားရမယ်ရှင်။ကိုရလေးတို့ရေမင်္ဂလာပါမင်္ဂလာပါကိုကျူဟုတ်ကဲ့ပါကျွန်တော်တို့အခုဆိုတော့ရှင်ဗောနော်ဒါပရီးမီယာလိဂ်ပွဲတွေဒါဗောနော်ဒါပြန်ရောက်လာပြီလို့ပြောရမယ်ဒါပြီးခဲ့တဲ့တစ်ပတ်ကလည်းကမ္ဘာဖလား ခြေစပွဲပေါ့နော်ဒါကျွန်တော်တို့ခြေစပွဲအောင်တဲ့အသင်းတွေတော်တော်များပေါ်လာတော့လေအဲ့ဒီအတော်တွင်အချိန်ကြီးကလည်းဒါဘောလုံးပွဲတွေကစိတ်ဝင်စားဖို့တော့ကောင်းခဲ့ပါတယ်ဒါပေမဲ့ခုဒါပရီးမီးယားလိပြန်ရောက်လာပြီဒါပရီးမီးယားလိမှာဆိုလို့ကျွန်တော်လက်ရှိမှာဒါမန်စီးတီးနဲ့အာဆင်နယ်ပေါ့နော်ဒါအာဆင်နယ်ကတော့အစ်စ်တနေရာကနေပြီးတော့ဒါဒီနှစ်သိမ်းပဲဒီရာသီမှာပြန်ရမယ်ဆိုတော့ပုံစံမျိုးလေးနည်းနည်းလေးပေါ်လာတဲ့ပုံစံမျိုးဖြစ်လာတော့ပေါ့နော်အဲ့တော့ဒီဘက်မှာဆိုလို့ရှိရင်ကျွန်တော်ဒါပေါ့မန်စီးတီးရဲ့ပွဲပြောမယ်ပေါ့လေနော်ဒါမန်စီးတီးနဲ့ ညူကာဆယ်ပေါ့ရတော့ဒါညူကာဆယ်ကွင်းမှာကစားမှာညူကာဆယ်မန်စီးတီးပွဲဖြစ်တယ်ကျွန်တော်စနေညပေါ့နော်တနင်္ဂနွေမနက်7:00နာရီမှာကစားမယ်ပွဲဖြစ်တယ်အိမ်ကွင်းကောင်းတဲ့ညူကာဆယ်ရဲ့ကွင်းမှာမန်စီးတီးလာကစားရမှာဗျအဒီချက်ကစိတ်ဝင်စားဖို့ကောင်းတဲ့အချက်လို့ပြောစင်တယ်အဲ့တော့ promotion နဲ့ဒါအင်ရှင်ညူကာဆယ်အပေါ်ပေါ့နော်ဒါကိုရဲလင်းတို့ရဲ့အမြင်လေးနဲ့ကျွန်တော်တို့စီစဉ်ရထုံးစံတိုင်းပေါ့စားလိုက်ချင်ပါတယ်အာယူကာဆယ်ကနောက်ဆုံးကစားရတဲ့ပြီးမြလီနှစ်ပွဲမှာရှုံးနေတာတယ်ပေါ့နော်ဒီဝက်ဆန်းနဲ့ပွဲမှာရှုံးနေတယ် ဘရန်ဖို့နဲ့ပွဲမှာသူတို့ထပ်ပြီးတော့ရှုံးလာတယ်ပေါ့နော်။ယူကာဆယ်ကိုကြည့်ရအောင်တော့တည်ငြိမ်မှုကင်းမဲ့တဲ့ပုံစံမျိုးကျွန်တော်တို့မြင်ရတယ်။အရင်လိုမျိုးမာကြောတယ်ဆိုတဲ့ပုံစံမျိုးတိတ်မရှိတော့ဘဲနဲ့နည်းနည်းလေးပုံစံပြတ်နေတယ်ဆိုတော့ဘက်ကိုတော့ပို့ပြီးတော့ရောက်တယ်ပေါ့နော်။အာနောက်ဆုံးကစားရတဲ့ပြင်းများလေး၅ပွဲမှာလည်း၃ပွဲလောက်ထိကိုရှုံးလာတယ်။ဒါပေမဲ့ရှုံးလာတဲ့ပွဲတွေကအဝေးကွင်းပွဲတွေတော့ဖြစ်နေရဗျ။အာကိုကျူးစောနာကပြောသားသလိုပဲပေါ့နော်။နယူကာဆယ်ရဲ့အိမ်ကွင်း ပါဝါတော်ကောင်းနဲ့အင်ခွင်းရတော်ကောင်းနဲ့တို့ရဲ့အင်ခွင်းဖောင်ကိုတခြားကြည့်မယ်ဆိုရင်လည်းနည်းနည်းလေးစိမ့်တဲ့ဘက်ကိုတော့ပို့ပြီးတော့ရောက်တယ်လို့ကျွန်တော်ကတော့မြင်တယ်ပေါ့နော်ဒါပေမဲ့အသေးကြီးတွေနဲ့ကစားခဲ့တဲ့ဒီအင်ခွင်းပွဲတွေပေါ့ဒီပြန်ကြည့်မယ်ဆိုရင်ဒီလီဗာပူးနဲ့ပွဲအာဆင်နယ်နဲ့ပွဲပြီးချန်ပီယံလိမှာဆိုတော့ဒီဘာစီလိုနာနဲ့ကစားခဲ့တဲ့ပွဲတွေမှာဆိုရင်တော့ရှုံးပွဲလေးတွေတော့ကျွန်တော်တို့မြင်ရတယ်အဲ့ပွဲစဉ်တွေမှာဆိုတော့လူကဆေးကတို့ရဲ့အင်ခွင်းအားကိုအကောင်းဆုံးတုံးချပြီးတော့ကစားရဲကစားအားအရန်ကိုကောင်းနေကစားသမားတွေကလိုက်ပြီးတော့ကစားရဲ ရုံးကန်တယ်ဆိုပေမဲ့ချိန်တိုင်တော့တို့နိုင်ပွဲတစ်ပွဲကိုတော့ရယူနိုင်ခဲ့ခြင်းတော့မရှိဘူးပေါ့နော်အေဝဲအားတွေကောင်းတယ်ဆိုပေမဲ့တကယ်ကောင်းတဲ့တင်းနေတဲ့တွေ့တဲ့ခါရင်ကြရင်တော့ရလက်ကောင်းမရတာမျိုးကိုကျွန်တော်တို့မြင်ရပါတယ်အာဒီပွဲစဉ်မှာလည်းကျွန်တော်ထင်ပါတယ်မန်စီးတီးကိုဒီညူကာဆယ်ကအိမ်ဝင်းအားနဲ့ပဲကစားဖို့ခံကစားဖို့ပဲကြိုးစားလာမှာလေကျွန်တော်ကတော့မြင်နေပါတော့ဒီညူကာဆယ်ရဲ့ကွန်းလယ်မှာဆိုရင်ကျွန်တော်တို့ဒီဘရူနိုဂွီမာရက်စ်နဲ့အာတိုနယ်လီပေါ့နော်ဒီကစားမနှစ်ယောက်အေးကွန်းလယ်လူနှစ်ယောက်ကတော်တော်လေးဟိုမှာကောင်းတယ်ဗျာ ဘောလုံးအာစွိုင်းရီရကြည့်မယ်ဆိုရင်လည်းကောင်းတယ်ဒီကစားအာရုံအာပေါ့နော်တော်တော်လေးဟိုမှာအာကျွန်တော်တို့ကြိုက်တယ်ပေါ့နော်ဒီကစားမနေကျွန်တော်ကြိုက်တယ်ဒါပေမဲ့အင်ညူကစဲကွန်းလေကကြတော့ဒီ creativity ပေါ့နော်ဒီအပိုင်းမှာအားနေချက်ရှိရလို့ကျွန်တော်တို့မြင်နေဗျမျိုးကတဲ့တက်ချက်ကိုသွားတဲ့ပုံစံကိုကြည့်မယ်ဆိုရင်လည်းဒါပြီးရင်ဒါပေါ့နော်ရုပ်ရိုးရှင်းတဲ့ပုံစံကိုမှဒီကရာမတွေရဲ့တိုးအားကိုသူကအဓိကအသုံးချပြီးသွားတယ်ဆိုတဲ့ဘက်ကိုပို့ပြီးတော့ရောက်တယ်ဒီလျှက်တစ်ပြက်ပေးပို့လိုက်တာတို့ဒီ killer pass တွေဒီ true ball တွေပေါ့နော အဲ့လိုမျိုး creativity ဘိုင်းမှာတော့အနည်းငယ်အားနေတယ်လို့တော့ကျွန်တော်ကတော့ခံစားရတယ်ဗောနော်အဲဆက်ပြီးတော့ကျွန်တော်အမြင်သာတော့ဒီ Newcastle ရဲ့တက်စစ်မှာဆိုရင်ဒီအာ net body mate ဗောနော်ဒီကားမှာကဂျာမနီနဲ့မှာဂျာမနီနဲ့ဂျာမနီတင်းမှာလေဒီဖောင်ကထရော်လီကိုကောင်းနေတယ်ဒီကလပ်ဘက်မှာလည်းသူကသူကနေသူတော့ golden ချီပြီးတော့ရှိရတာကျွန်တော်သွားပြီးတတိထားမိရပါတော့ဒီကစားမှတော့ဒီပွဲမှာကျွန်တော်တို့ဆောက်ကြည့်ရမယ်လို့ကျွန်တော်တော့ထင်တယ် ကျွန်တော်စောစောကပြောခဲ့သလိုပဲပေါ့နော်ဒီ Newcastle ကဒီ Man City ကိုသူတို့အိမ်ကွင်းအားနဲ့ပဲဒီလိုဖိပြီးတော့ကစားဖို့ပေါ့နော်ခံခံကစားဖို့ပြင်ဆင်နိုင်မယ်လို့တော့ကျွန်တော်ထင်ပါတယ်ဗျဟုတ်ကဲ့ပါကျွန်တော်တို့ကတော့ Asian Newcastle ကိုကျွန်တော်တို့ကြည့်မယ်ဆိုလို့ရှင်ဒါပြိုင်ပွဲစုံလာတယ်ပေါ့ဗျာဒီအာဒီမာဆင်ကချန်ပီယံလိပါလာတာဟုတ်ပြိုင်ပွဲစုံကစားလာတဲ့ခါမှာ Newcastle ကကျွန်တော်တို့ကတော့ဒီရှားလက်တွေကျသွားတယ်လေကျွန်တော်တို့တွေ့ရတယ်ပေါ့နော်ဒါပေမဲ့ကျသွားတဲ့ရှားလက်တွေက Premier League ရှားလက်တွေဖြစ်နေတယ်ဆိုတော့လည်းသွားပြီးတော့တွေ့ရတယ်ချန်ပီယံလိမှာ Newcastle က အဆင်ပြေတယ်ပေါ့နော်ပြောမယ်ဆိုလို့ရှင်တော့ Champion League ပြိုင်ပွဲမှာကစားလာတဲ့အချိန်မှာတော့ Newcastle လို့အသင်းမျိုးကဒီလိုမျိုးဖြစ်လာတာသိတော့မဆန်းဘူးပြဒါက Newcastle လိုမျိုးအသင်းမျိုးပေါ့နော်ဒါဖြစ်တတ်တဲ့သဘောတရားပဲပြောမယ်ဆိုလို့ရှင်တော့ Newcastle ထက်ပိုနိုင်တဲ့အသင်းတွေပေါ့နော်ဒါ Premier League ကနေ Champion League ဝင်ဖို့တယ်။ Champion League နဲ့ Premier League ပေါ့နော်ပြိုင်ကစားတဲ့အခါမှာ ချက်လက်တွေကစိုးလာတယ်။ဒါပေမဲ့ Newcastle ကတော့တခြားပြိုင်ပွဲလည်းရှိသေးတယ်ဆိုတော့အချိန်တွေမှာတော့သူတို့ရဲ့အနေထားလေးတွေကသူတို့အားလုံးကိုခြုံကြည့်မယ်ဆိုလို့ကျွန်တော်အရင်အစိုးရတော့မဟုတ်ဘူး။ Champion League ကိုပို့ပြီးတော့အာယုံစိုက်နေတဲ့အချိန်တွေမျိုးမှာသူတို့က Premier League မှာရလက်တွေကျလာတယ်ဆိုတော့ပုံစံမျိုးဖြစ်လာတာပေါ့နော်။ဒါပြောမယ်ဆိုလို့ရှိရင်တော့ Premier League မှာရလက်တွေကျနေတဲ့အနေထားတစ်ခုမှာကိုရဲနိုဆောနာကပြောသွားတယ်။နှစ်ပွဲဆက်ရှုံးပွဲကတော့တိတ်တော့အဆင်မပြေဘူး။ West Ham ကိုရှုံးတယ်၊ Bradford ကိုရှုံးတယ်ပေါ့နော်။ ရောဖြစ်ပါလေဝက်ဆန်တို့ဘရက်ဖို့တို့ဆိုတာနျူကာဆိုင်ထက်နိုင်တဲ့အသင်းတွေဖြစ်တယ်ဗျာဒီနှစ်ပွဲဆက်ရှုံးရတာကတော့နည်းလေးတော့များတယ်အ ਨੇ ဆုံးတော့ဒီနှစ်ပွဲမှာတစ်ပွဲလောက်ကတော့ကျွန်တော်တို့ဘောတော့နိုင်ပွဲမို့တော့ဟာတည်ရတော့တော့ကစားခဲ့တဲ့ဒီလိုအခြေအနေရှိတယ်နောက်တစ်ခုကကျတော့အဝေးကွင်းပွဲတွေဖြစ်တယ်ဟာနျူကာဆိုင်ကအဝေးကွင်းဆိုလို့ရှိရင်သိပ်ပြီးတော့သုံးလို့မရဘူးဆိုတဲ့ပုံစံမျိုးကဒီရာဒီမှာလဲကျွန်တော်တို့ဖြစ်နေတာ哦အဲ့တော့ပြောမယ်ဆိုလို့ရှိရင်တော့လက်ရှိဒီဘိုင်းကိုချိမယ်ဆိုလို့ကျွန်တော်ညံ့တဲ့အပိုင်းရှိတယ်ဒါဆိုကောင်းတဲ့အပိုင်းကဘာရှိလဲဆိုလို့ရှိရင်ချန်ပီယံလိမှာနိုင်ပွဲတွေရတာတယ်ချန်ပီယံလိမှာပွဲတော်များနိုင်ထားတယ် သုံးပွဲထိနိုင်တာတော့တွေ့ရတဲ့ခါမှာတော့ဒါကောင်းတယ်ဆိုပြီးတော့ကျွန်တော်တို့ပေါ့နော်ပြောလို့ရတယ်။အဲ့တော့ဒါညူကာဆယ်ကဘယ်လိုလဲဆိုတော့တင်းကျိမှုတော့လုံးဝမရှိတဲ့အသင်းပေါ့။တင်းကျိမှုတော့လုံးဝမရှိဘူး။တင်းကျိမှုလုံးဝမရှိဘူးဆိုပေမဲ့ကျွန်တော်တို့ကညူကာဆယ်ကိုသွားပြီးတော့ချွတ်တက်လို့ရလည်းမရဘူးနော်။အာဒီပွဲမှာ မစီဒီပဲအေးစင်းနိုင်သွားမှာပါဆိုကျွန်တော်တို့ကသွားပြီးတော့ပြောလို့ဘလို့မှမရအောင်အဲ့တော့နျူကာဆယ်ရဲ့နောက်ဆက်ကိုကြည့်မယ်နျူကာဆယ်ကအိမ်ကွင်းကောင်းတယ်ဆိုတာတွေ့ရတယ်။ဒါနျူကာဆယ်ရဲ့ဘယ်နေရာမကောင်းလဲဆိုတော့နျူကာဆယ်ကအဝေးကွင်းမကောင်းဘူးဆိုတဲ့အနေအထားတစ်ခုကိုတွေ့ရတဲ့အခါမှာအခုဒီပွဲစဉ်ကအိမ်ကွင်းမှာကစားမှာနျူကာဆယ်ရဲ့အိမ်ကွင်းအနေအထားကြီးတဲ့အခါမှာအိမ်ကွင်းနောက်ဆုံး၅ပွဲဆက်အနိုင်ကစားတာလေ။သူတို့နိုင်ထားတဲ့အသင်းတွေမှာဘယ်အသင်းတွေပါလဲဆိုတော့ဘင်ဖီကာပါတယ်စပါးပါတယ်ဘီဘာကိုပါတယ်။ဒါဘင်ဖီကာဆိုတာလေကျွန်တော်ပေါ်တူဂီမှာ ටිකේ සියයිදෙම පිබා අවසරාලේ ပြောမှာဆိုလို့ရှိရင်မာကျော်တဲ့အသင်းပဲဒီအသင်းတွေကိုအနိုင်ယူထားတဲ့ယူကာဆယ်ရဲ့အင်ကွင်းဖြစ်တယ်ပေါ့နော်အဲ့တော့ဘယ်လိုပြောလဲဆိုတော့သူကသူ့ရဲ့အင်ကွင်းမှာဆိုတော့ကျွန်တော်လုံနိုင်စွမ်းရှိတဲ့အသင်းဆိုတော့ကျွန်တော်တွေ့ရတယ်ဒီချိန်မှာဆောနာကကိုရဲတို့ပြောသွားသလိုပေါ့အင်ကွင်းမှာဟုတ်တယ်ရှုံးပွဲတွေကြုံထားတယ်ဘယ်အသင်းတွေကိုရှုံးထားလဲလီဗာပူးဘာစီလိုနာအာဆင်နယ်အဲ့တော့ဘယ်လိုပြောလဲဆိုတော့သူ့ထက်ပိုမြင့်တဲ့အသင်းဆိုရင်တော့အင်ကွင်းမှာရှုံးတယ်ဆိုတဲ့အချက်တစ်ခုကိုကျွန်တော်တို့တွေ့ရတယ်အခုဒါဆိုလို့ရှိရင်မန်စီးတီးနဲ့ပွဲကသူ့ထက်ပိုမြင့်တဲ့အသင်းနဲ့သူကန်ရမယ်ပွဲဒါဆိုလို့ရှိရင်အရှိမ၃ပွဲဆက်တိုက်ရှုံးထားတဲ့ ူကာဆယ်ကဒီအိမ်ကွင်းပွဲမှာသူထက်ပို့ပြီးတော့မြင့်တဲ့မန်စီးတီးကိုအရင်ပွဲတွေကထက်ပို့ပြီးတော့တင်ကန်လာနိုင်တယ်ဆိုတဲ့အချက်ရှိတယ်ကျွန်တော်ဒီအချက်ကိုဒီဘွဲမှာမဖြစ်မနေထည့်ပြီးတော့စဉ်းစားရမယ်ရှင်နဲ့ဒီအရာလေးတွေရှိတယ်။ဒီတော့ကျွန်တော်တို့ခြေစွမ်းကိုကြည့်မယ်။ညူကာဆယ်ရဲ့ခြေစွမ်းနဲ့ညူကာဆယ်ရဲ့စုပွဲမှုကိုကျွန်တော်တို့ကြည့်လိုက်မယ်ဆိုလို့ရှိရင် Premier League မှာရက်တွေစိုးနေတယ်ဆိုပေမဲ့အရင်နှစ်တွေကထက်တော့ဘာမှအဝဝခြင်းမရှိဘူး။စုပွဲမှုကလည်းကောင်းနေတော့မယ်။ခြေစွမ်းကလည်းကျွန်တော်တို့မာကျော်မှုအပြည့်ရှိတယ်ပေါ့နော်။ ပြိုင်ပွဲတွေစုံလာလို့ဆိုတာမြူကဆယ်ကကြလာတဲ့ပုံစံမျိုးဖြစ်တာပြောချင်တာကဘောနော်ဒီပွဲစဉ်မှာမက်ဆီဒီကမြူကဆယ်ကိုလွလွကူကူနိုင်ဝါမယ်ဆိုတဲ့အနေထားမှာတော့ကျွန်တော်ကတော့တိတ်တော့မဖြစ်နိုင်ဘူးလို့ထင်တယ်လွလွကူတော့မနိုင်တော့ဘူးဒီပွဲမှာမြူကဆယ်ဘက်ကကြည့်မယ်ဆိုလို့ကျွန်တော်တည်ရလောက်တော့မျှော်လင့်လို့ရတယ်အရှိမအသင်းကောင်း၃သင်းပေါ့အသင်းကြီး၃သင်းသူထက်မြင့်တဲ့အသင်း၃သင်းကိုရှုံးထားတဲ့မြူကဆယ် ဒီဘွဲမှာပုံမှန်တက်စာရေပို့ပြီးတော့တင်ပြီးတော့ကန်လာမယ်တင်းပြီးတော့ကန်လာမယ်လို့တော့ကျွန်တော်ကတော့မြင်ပါတယ်။ကဲဒါဆိုတော့ကျွန်တော်ကျွန်တော်တို့ပေါ့နော်ဒါ Man City ဘက်လေးသွားခြင်းနဲ့နောက်ဆုံးကစားခဲ့တဲ့ဘွဲမှာတော့ Liverpool အနိုင်ယူသွားတာကတော့တကယ်ကိုမိုက်တယ်ပဲကျွန်တော်တို့ပြောရမယ်တကယ်လှတယ်ပေါ့နော်တကယ်ကိုလုံသွားလေးတော့ကောင်းပါတကယ်ကို perfect တင်းတင်းကိုကျွန်တော်တို့မြင်ခဲ့ရတာအဲ့တော့ပေါ့နော်ဒါ Liverpool နိုင်ခဲ့တဲ့ Man City ပေါ့နော်တခုဘွဲမှာတော့အဝေးကွင်းပေါ့ဒါ Man City အကြောင်းလေးပြောပြပေးပါဦး။အာ Man City ကကြတော့အခုနောက်ပိုင်းမှာ form ကတော်တော်လေးဟိုမှာပြန်ပြီးတော့တည်ငြိမ်လာတယ်ပေါ့နော် အဲဘယ်လိုပြောရမလဲတိုက်တဲ့ချန်လင်ဂျာအသင်းမျိုးပြန်ပြီးတော့ဖြစ်လာတယ်ဒီပေါ်မှာလည်းကျွန်တော်ဂွာဒီယိုလာကိုတော့မဖြစ်မနေတော့ကျွန်တော်ချီချိုးတင်လို့ကျွန်တော်ကတော့မြင်တယ်ပေါ့နော်အာဟုတ်ကဲ့ယူကာဆယ်ကွင်းလယ်လူဘရူနိုဂွီမာရက်စ်ကဘာစီလိုနာနဲ့ကစားခဲ့တဲ့ပွဲတော့ကသူတို့တော်တော်လေးပင်ပန်းနေဆိုတဲ့အကြောင်းဝန်ခံခဲ့ဘူးတယ်ပေါ့နော်ဒါယူကာဆယ်ဘယ်လိုပြောရမလဲဒီဘာစီလိုနာကွင်းလယ်လူတွေကအရန်ဟိုမှာဘောလုံးပညာပြည့်ဝပြီးတော့ကစားပုံအသက်ရက်တဲ့ပုံစံကြောက်ပေါ့နော်သူတို့တော်တော်လေးခက်ခဲခဲ့ရပေါ့နော် ဒါဆိုရင်မန်စီးတီးကွင်းလည်းရတော့ညူကာဆယ်ကိုအဲ့လိုမျိုးကစားလို့မရဘူးလားဆိုရင်တော့ကစားပုံတည်ထားတဲ့ပုံစံရဆိုရင်တော့ဒီကစားမားတွေအရေးသေးရနေထပ်ပေါင်းမယ်ဆိုရင်ညူကာဆယ်ကိုလည်းမန်စီးတီးကအဲ့လိုမျိုးပုံစံတော့ကစားလို့ရတယ်ညူကာဆယ်ဘက်ကနေပြီးအသင်းဝင်အသင်းထွက်ပုံစံမျိုးကစားမှပဲအာမန်စီးတီးရဲ့ကွင်းလည်းကိုတားလို့ရမယ်ပုံစံမျိုးပေါ့နော်ဒါပေမဲ့ဒီနေရာမှာတခုရှိတာကဒီညူကာဆယ်ကအဲ့လိုမျိုးကွင်းလည်းကိုလုံးဝပိတ်ပြီးကစားမယ်ဆိုရင်တော့မှအဲတောင်မှန်လေးပေါ့နော်ဒီဒိုကိုရှိမယ်အိုရိုင်းလေးရှိမယ်ဒီဘက်ထက်မှဆိုတော့ကျွန်တော်စာပင်ကိုရှိမယ်ပေါ့နော်အဲ့ဒီ တောင်ပံတွေကလွတ်ထွက်သွားနိုင်တယ်ဒါတွေကပို့ပြီးအနေရများနိုင်လို့ကျွန်တော်တို့မြင်တယ်ဗောနော်နောက်ချက်ကကျတော့ဒီကန်တင်ပြေးပုံစံဗောမက်ဆီဒီကကန်တင်ပြေးလဲဆိုသူတို့အားနေတာဆက်ပြီးတခုပဲဆက်ပြီးရနေဂိုးမရတာဂိုးသိမရတာလို့သူတို့ကန်တင်ပြေးလဲသူတို့ဆိုတယ်အေးဟာလိုင်းရအားကိုသူတို့ယူတယ်ဟာလိုင်းကနေပြီးတော့ပြန်ပြီးချပေးတယ်ပြီးတော့တယ်မဲ့စကိုအမြန်သွားတယ်အဲ့ဒါမျိုးတွေမှာညူပါစေနောက်ခံလူတွေလိုက်နိုင်ပါမလားယောက်ျားစေကွန်းလင်ကလိုက်ပြီးဖြတ်နိုင်ပါမလားဆိုတာမျိုးကျွန်တော်တန်လျာတော့ဖြစ်တယ်ဟာလန်ကလည်းအရန်ဖောင်းအရန်ကိုကောင်းနေတဲ့ကာလပေါ့နော် နောက်တစ်ချက်ကကြတော့ Man City ကတစ်ဖက်မှာကြတော့ Arsenal ကစပါးနဲ့ကမ်းလန်နန်ဒါဘီပေါ့နော်ဘယ်လိုပဲဖြစ်ဖြစ်လန်နန်ဒါဘီကကြတော့အဲဘာမှမဆိုဖြစ်သွားနိုင်တယ်ဆိုတော့အခြေအနေမျိုးရှိနေတဲ့အခါမှာ Man City ကဖောင်သိမ့်မမှန်ဘူးဒီအတင်းကြီးနေတဲ့သူရေသိမ့်မနိုင်တတ်တဲ့ယူကာဆယ်ကိုတော့ခြေချော်မခံသင့်ဘူးလို့ကျွန်တော်ကတော့မြင်တယ်ဒါကြောင့်မလို့ဒီပွဲစဉ်မှာ Man City အနေနဲ့ဒီရလက်ကောင်းတစ်ခုပေါ့နော်အနည်းဆုံးတော့အမတ်ဘလာနဲ့ပြန်ရတာမျိုးမဖြစ်အောင်ပေါ့နော်စူးစမ်းတဲ့နယ်လို့တော့ကျွန်တော်ကတော့ပြောချင်ပါတယ် ဟုတ်ကဲ့ပါကျွန်တော်တို့ပေါ့နော်ဒါမန်စီးတီးကတော့မန်စီးတီးပြန်ဖြစ်လာတယ်ပေါ့နော်ဒါပုံမှန်ဖြစ်လာတယ်ဒါနိုင်ပွဲတွေပုံမှန်လေးပေါ့နော်စတိုက်လေးယူလာတယ်မန်စီးတီးအရန်ကောင်းလွန်းနေတယ်ဆိုတော့အနေထားတစ်ခုမှရှိတာပေါ့နော်ကျွန်တော်တို့ဒီအာဒီမှာဆိုလို့ရှိရင်တော်တော်လေးကိုမြင်ရတယ်အရန်နေကောင်းနေပြီအရန်နေနိုင်နေပြီဆိုတော့အသင်းဒီပွဲမှာလည်းဒီအသင်းကအေးအေးဆေးနိုင်ပါပါဆိုပြီးကျွန်တော်တို့တွေးလိုက်တဲ့ပွဲတွေမှာဆိုလို့ရှိရင်အဲ့ဒီအသင်းတွေကကြွားတက်တယ်ဆိုတော့အနေထားမျိုးတွေဒီအာဒီမှာတော်တော်လေးဖြစ်နေတာ များတယ်ပေါ့နော်ဒါကျွန်တော်အရင်ပြောရဲကျွန်တော်အများကြီးပြောခဲ့ပါတယ်ကောင်းလို့ရင်ရှုံတက်တယ်ရှုံလို့ရင်လည်းနိုင်တက်တယ်ဆိုတော့အနေထားမျိုးပေါ့နော်ဒီလိုအနေထားမျိုးလေးဒီပွဲမှာဖြစ်မလားဆိုတာကျွန်တော်တို့စဉ်းစားအောင်ပဲဘာလို့ဆိုတော့ဒီကဆယ်ကသူထက်နေတဲ့အသင်းအသင်းဖြစ်တဲ့ဝက်ဆန်ဘရက်ဖို့ကို ရှုံးထားတဲ့အသင်းဖြစ်တယ်။တစ်ဖက်ကမန်စီးတီးကလီဗာပူးကိုဘယ်လိုကစားခဲ့လဲအားလုံးမြင်တယ်။ဒီအချိန်မှာဒီပွဲမှာဆိုလို့ရှိရင်အားလုံးရဲ့အချက်ကမန်စီးတီးဖြစ်နေမှာပဲ။ဒီအချက်ကလည်းကျွန်တော်တို့စဉ်းစားမယ့်အချက်တစ်ခုပေါ့နော်။ဒီရာကိုကျွန်တော်တို့တွေးဖို့လိုတယ်ပေါ့။အဲ့တော့လီဗာပူးကိုနိုင်ဝါတဲ့ပွဲကိုပဲကျွန်တော်တို့ကကြည့်ပြီးပြောမယ်ဆိုလို့ရှိရင်တော့ဘာမှပြောစရာမရှိဘူး။တကယ်ဆိုအားဆိုဘာမှပြောစရာမရှိတာ။အရန်ကောင်းတဲ့မန်စီးတီးပဲ။အဲ့လိုမျိုးမန်စီးတီးကိုမြင်ရတဲ့အခါမှာတစ်ဖက်ကအာဆင်နယ်ကစနန်းနဲ့တည်ကြသွားတယ်။ဒီနေ့တော့တကယ်သဘောကျတယ်။ဘာဖြစ်လို့ဆိုတော့ပရီးမီယာလိဂ်ကိုကျွန်တော်တို့ကမြိုင်းဆိုင်နေတာပေါ့။ပွဲစဉ်30ကျော်လောက်လေးမှာတင်ပရီးမီယာလိဂ်ကဟာတစ်ခေါက် င်းလေးပြည့်တဲ့မြင်ဖြစ်နေတာကပြောမယ်ဆိုလို့ရှိရင်လည်းပြင်းဖို့ကောင်းတယ်။အဲ့တော့အခုဆိုလို့ရှိရင်ဘောနော့ဒါ Man City ကောင်းလာတာက Premier League ကိုပိုကောင်းဖို့ဖြစ်လာတယ်လို့ကျွန်တော်ကတော့မြင်တယ်။ဒီအချိန်မှာတစ်ဖက်က Arsenal ကပွဲချက်တွေကစားဖို့ရှိတဲ့ခါမှာ Man City ရဲ့ဒီ Newcastle ကိုနိုင်ဖို့လိုလာတယ်။ဒါပေမဲ့ Newcastle ကလည်း Man City ဘက်ကကြည့်မယ်ဆိုလို့ရှိရင်ဒါ Man City အတွက်ပွဲချက်ပဲ။ဒီလိုအခြေအနေမျိုးရှိတာပေါ့နော်။အဲ့တော့ကျွန်တော်တို့ကကြည့်မယ်ဆိုလို့ရှိရင်ဒီပွဲမှာပေါ့ Man City က ဘာကိုအဓိကဟိုကလောက်ရမလဲဆိုလို့ရှိရင်ဒီဘွဲမှာရပ်မှတ်သုံးမဲ့အပြည့်လိုချင်တယ်ဆိုလို့ရှိရင်မန်စီးတီးအဓိကလောက်ရမှာကမြူကာဆယ်ရဲ့မာကျော်မှုပေါ့မြူကာဆယ်ရဲ့မာကျော်မှုကိုသူတို့ကျော်ဖြတ်ရမယ်မြူကာဆယ်ရဲ့မာကျော်မှုကိုကျော်ဖြတ်နိုင်မယ်ဆိုလို့ရှိရင်သူတို့ဒါရပ်မှတ်အပြည့်ရမယ်ပွဲလို့ပြောလို့ရတယ်ပြီးခဲ့တဲ့လီဗာပူးနဲ့ပွဲမှာတော့မန်စီးတီးကလီဗာပူးကိုပါဝါဂိမ်းဘယ်လိုကစားရလဲဆိုတာကိုပြောင်းသွားခဲ့တဲ့ပွဲအခုမြူကာဆယ်ကလည်းသူ့အင်ကွန်မှာမန်စီးတီးကိုပါဝါဂိမ်းကစားပြလိမ့်မယ်ဒါပေမဲ့မြူကာဆယ်ပါဝါဂိမ်းနဲ့ကျွန်တော်တို့ဘာတီးကမန်စီးတီးရဲ့ပါဝါဂိမ်းနဲ့မတူတာမြူကာဆယ်ပါဝါဂိမ်းက ပို့မှာတယ်။လူကဆရာလူချတဲ့အနေအထားမျိုးမှာလည်းလူချလိုက်မှာပဲ။တို့တင်မလို့လူချတဲ့တွေမှာအများကြီးရှိတယ်။တို့ကပြောမယ်ဆိုလို့ရှိရင်လိုအပ်လာလို့ရှိရင်လိုအပ်သလိုလုပ်တတ်တယ်။ power game ဖြစ်တယ်။ကြမ်းကြမ်းတန်းတန်းနဲ့ကစားတတ်တဲ့ဘောနော်။ဒါချက်ခိုင်မှုအားပြုတဲ့ power game ကစားတယ်။ကျတော့ညူကာဆယ်ဖြစ်တယ်ညူကာဆယ်ကွင်းဖြစ်တယ်မန်စီးတီးယားကျတော့အဝေးကွင်းဆိုလို့ရှိရင်အဲ့လိုမျိုးကစားဖို့မှာနည်းနည်းလေးခက်တယ်ဒါမန်စီးတီးယားဒိုကိုရိုပါတော့မန်စီးတီးကွင်းပါတော့ဟုတ်တယ်အရန်ကောင်းတယ်ဆိုပေမဲ့ ဒီပွဲမှာတော့ဒီလိုမျိုးလုံးပြနိုင်မလားဆိုတော့စဉ်းစားရမယ်။ဘာဖြစ်လို့လဲဆိုတော့ဒီပွဲမှာတော့ကိုရင်ဆိုင်ရမှာက Trippier ဖြစ်တယ်။ Trippier ဆိုတာကလည်းကျွန်တော်တို့အချင်းမဟုတ်ဘူးပေါ့နော် Trippier ဖြစ်တဲ့အခါမှာဒီလောက်ထိလုံးပြနိုင်မလားဆိုတဲ့အရာတစ်ခုကျွန်တော်တို့ကစဉ်းစားရမယ့်အရာရှိတယ်။အဲ့တော့ဒီပေါ် Newcastle ရဲ့မာချော်မှု Newcastle ရဲ့သူ့ရဲ့ Newcastle style ရှိတဲ့ power game လာမှာပဲဒီဥစ္စာကိုဒါကြော်ဖြတ်နိုင်မယ်ဆိုလို့ရှင်တော့ဒီပွဲစမှာ Man City ရလက်ကောင်းပဲပွဲလို့ပေါ့နော်ဒါကျွန်တော်တို့ပြောလို့ရတယ်။ဒါပြောမယ်ဆိုလို့ရှင်တော့ Man City က နိုင်ကျင်တယ်ပေါ့နိုင်ကျင်တော့မန်စီးတီးကဒါပဲလို့ဒီပွဲမှာလည်းမန်စီးတီးကိုနိုင်မယ်ဆိုပြီးပဲအများစုကလည်းပို့ပြီးတော့ထင်ကြမှာပဲဒါပေမဲ့ဒီရာကအများစုထင်နေတဲ့အရာဖြစ်ပေမဲ့ဒီရာဖြစ်လာဖို့မှာတော့နည်းလေးတော့ခက်ခဲတယ်လို့တော့ကျွန်တော်ကတော့ပြောစင်ပါတယ်ကဲဒါဆိုလို့ရှိရင်တော့ဒါပေါ့နော်အမျိုးကဆယ်နဲ့မန်စီးတီးရဲ့ဒါကိုရလက်ခံမနဲ့ပဲလေးသွားစင်းနေခံမန်းပေးပါအောင်အဲတော်အများကတော့ဒီပေါ့နော်ဒီရိုးသဏ္ဍာန်တွေးမယ်ဆိုရင်တော့မန်စီးတီးလိုပဲတွေးကြမှာပေါ့ နေစရဲဝင်တွေးရမယ်လို့အများစုကတော့ဒီ Newcastle ကိုတော့ပို့ပြီးသဘောကျမယ်ဆိုတော့ကျွန်တော်ကတော့ထင်တယ်ပေါ့နော်။ဒါကြောင့်မလို့ကျွန်တော်ကတော့ဒီပွဲစဉ်မှာဒီဘယ်လိုပြောရမလဲ။ထက်ဆင်ထက်ဆင်ထက်ဆင်တွေးလိုက်တဲ့အခါမှာကျွန်တော် Man City ကိုပို့ပြီးတော့သဘောကျသွားတယ်ပေါ့နော်။ဒီပွဲစဉ်မှာဒီ Newcastle ကို Man City ကတကိုးနှစ်ကိုးဆိုတော့ရလက်လောက်နေပေါ့နော်။ဒီမပြတ်မသားရလက်တစ်မျိုးနဲ့အနိုင်ရရှိသွားမယ်လို့တော့ကျွန်တော်ခန့်မှန်းလိုက်ပါတယ်။ ုတ်ကဲ့ပါကျွန်တော်တို့ပေါ့နော်ဒါ Newcastle နဲ့ Man City ထိတိုက်တွေ့တဲ့ပွဲတွေကိုကြည့်မယ်ဆိုလို့ရှိရင်ဒါ Newcastle ကွင်းရောက်လို့ရှိရင် Man City ကနည်းနည်းလေးလေးခတ်တက်တယ်ဆိုတဲ့သဘောလေးလည်းရှိတာပါပေါ့နော်အနောက်တစ်ခုကဒါ Newcastle ကလက်ရှိမှာကျွန်တော်တို့ပေါ့နော်ဒါ Premier League နှစ်ပွဲဆက်ရှုံးထားတဲ့ခါမှာတော့ Premier League သုံးပွဲဆက်လည်းမရှုံးချင်ဘူးလို့ကျွန်တော်ထင်တယ် ဒါပရီးမီယာလိသုံးပွဲမှာတမှတ်ပေါ့ဒါပေမဲ့ရတဲ့တမှတ်ကလည်းမန်စီးတီးစီရာဆိုလို့ရှိရင်တော့မဆိုးဘူးပေါ့ဗျာဒီလိုတော့တွေးတာပေါ့နော်တမှတ်ကမန်စီးတီးရာဆိုတော့လီဗာပူးနဲ့ပွဲမှာအရန်ကောင်းခဲ့တဲ့အသင်းဗျာပြီးတော့ဒီဂျာရက်တဲမှာဆိုလို့ရှိရင်လည်းနောက်ပိုင်းမှာလည်းလီဗာပူးနဲ့မတိုင်ခင်မှာနိုင်ထားတဲ့ပွဲတွေကအရန်များတယ်လေးပွဲဆက်လောက်ရှိမဲ့တင်နေနိုင်ထားတာလေအဲ့တော့ငါးပွဲဆက်မှာမန်စီးတီးကမန်စီးတီးနိုင်ပြီဆိုတော့လည်းအေးဆေးဆေးပါဆိုတဲ့အခြေအနေမျိုးနဲ့ဆိုလို့ရှိရင်တော့အရန်များလွယ်နေမလားပေါ့လေနော်ကျွန်တော်ဒီလိုမျိုးတွေးမိတာအောင်အဲ့တော့ကျွန်တော်ကဒီပွဲဆက်မှာသေရီကိုပို့ချိုက်တယ် ဒီပွဲစဉ်ကပထမဖဲလဲနှစ်သင်းပေါင်းတွင်ကိုများွားနိုင်တဲ့ပွဲစဉ်တစ်ပွဲလဲဖြစ်ကောင်းဖြစ်နိုင်တယ်ဗျ။အဲဒါပေမဲ့ကျွန်တော်ကတော့ဒီပွဲမှာတော့ဒါပေါ့နော်ဒီအများမလားနည်းမလားဆိုတော့ကျွန်တော်အ ਨੇ ကိုပဲပို့ပြီးတော့ရွှေ့လိုက်မယ်။ဒါ Newcastle နဲ့ Man City ကျွန်တော်တည်ရခံမှန်းကျင်တယ်။တစ်ပတ်တစ်ပိုးစီနဲ့ပေါ့နော်ဒါတည်ရချသွားမယ်တို့တော့ကျွန်တော်ခံမှန်းလိုက်ပါတယ်။အဲ့တော့ကျွန်တော်တို့ရဲ့ဒီနေ့ဒါပေါ့နော်ဒါ Newcastle Man City ပွဲချုပ်ကတော့ဒီလောက်ပါပဲဒါအချိန်တစ်ခုပေးပြီးတော့ကျွန်တော်တို့ပေါ့နော်ဒါဆွေးနွေးသုံးသပ် ပေးခဲ့တယ်ကိုရင်းထောင်းလည်းကျေးဇူးတင်ပါတယ်တ िश ူပေးခဲ့ကြတယ် The Premier Sport ရဲ့ပြည်သက်တွေကိုလည်းကျေးဇူးတင်ပါတယ်အဲ့တော့ဒီဘိုင်းကိုတော့ဒီနေရာမှာရှင်းရမယ်လို့ပဲကျွန်တော်ကတော့ပြောစင်ပါတယ်ဗျာရုပ်တင်ပါတယ်